ညဘက်ပိုင်းဒီအလွယ်တကူအိပ်ဖြော်စေဖို့အတွက်စိတ်ကိုဘလို့ပြင်ဆင်လို့ရမလဲတဲ့ဒီမေးခွန်းကလည်းအရင်အမိများတယ်ပေါ့နော်အိတ်မပြောဘူးဆိုတဲ့အချိန်မှာချိုးကြရလည်းမရဘူးဆေးပဲအင်းဆုံးပေးတော့ပေါ့နော်ဆေးတောက်ပြီးမြင်မြင်အိတ်ချင်နေပြီဆိုတော့သူကလည်းရှိတယ်။ချိုးကြရလည်းဆေးမတောက်ချင်နေဘူးဘလို့နီးလန်းနေရှိအောင်မလဲပေါ့နော်။ဒီကတော့ကျမတို့တွေက ဆင်းနဲ့မဆပဲနဲ့ကျမတို့ဒီ sleep hygiene လို့ခေါ်တဲ့ကျမတို့ပြုပြင်လို့ရတဲ့နည်းလမ်းလေးတွေရှိတယ်ကျမတို့ပြုမှုတွေနဲ့အိတ်အိတ်ပြောဖို့တော့ခုပေါ့နော်ဒီ step ကနေအဆုံးစတာတော့အကောင်းဆုံးပဲဒါပေမဲ့နံပါတ်1ကတော့ဘာကြောင့်အိမ်မပြောရလဲဆိုတော့ကျမတို့ sensitive ဖို့လိုအပ်တာပေါ့နော်ဆိုတော့ဒီနေ့ video မှာတော့ကျမကဘယ်လိုမျိုးအိတ်ပြောစီမလဲဆိုတဲ့နည်းလမ်းလေးတွေကိုပြပြပြီးတော့ပါမယ် မင်္ဂလာပါကျမကတော့စိတ်ပန်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှအသိပညာဗဟုထုတာတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆယ်လင်းထွတ်မင်းဖြစ်ပါတယ်။တခါတလေမှညညအိတ်မပြောဘူးဆိုတာလည်းကိုယ့်ရဲ့အလေးချင်းတွေပေါ်မှာလည်းမူတည်တယ်။တချို့ကြတော့လည်းအိတ်မအိတ်ခင်မှာဖုန်းသုံးတဲ့အလေးချင်းရှိတယ်။တချို့ကြတော့လည်းမဟုတ်ဘူးညဘက်မှမှဟိုကော်ဖီတွေပါတယ်တောက်တာမျိုးတွေရှိတယ်ပေါ့နော်။တချို့ကြတော့လည်းဒီညနေခင်ပိုင်းတော့မရှိညဘက်ပိုင်းမှာအိတ်ခင်ဒီချိန်လောက်မှာလေ့ကျင့်ငန်းတွေပြပြထန်ထန်လုပ်တာမျိုးတွေရှိတယ်။ဒါမျိုးတွေလုပ်လို့ရှိရင်တော့ကျမတို့အိတ်ပြောမှာမဟုတ်ဘူးပေါ့နော်။အိတ်ပြောရတာခက်လိမ့်မယ်။ တချို့ကျတော့ပြောရဲပေါ့နော်ဟိုအတွေးများတာပေါ့အဓိကဘာမှမဟုတ်ဘူးခေါင်းထဲမှာပဲတွေးနေမိတယ်ဆိုရဲဟာဒီအတွေးဆိုရဲဟာဒီတလားတခုပြောပြအောင်မယ်ဒီအတွေးဆိုရဲအရာကိုလေဟိုအတွေးများတွေးတာများမတွေးနဲ့ပေါ့ဆိုလို့ရှိရင်ဘယ်ဆက်ခါပြောလိုက်တာလွယ်လွယ်လေးမတွေးနဲ့ပေါ့ဆိုတာတကယ်တမ်းဒီအရာကိုမတွေးအောင်ကျွန်တော်စ조사ဖို့တော့ခက်ခဲတယ်ဒါခက်ခဲရတယ်ကျွန်မနားလေတယ်ပေါ့နော်အဲ့ဒီနေ့ဗီဒီယိုမှာတော့ကျွန်မအကောင်းဆုံးပေါ့နော်ဘယ်လိုလုပ်လို့ရမလဲဆိုနီလန်းလေးဒီကိုပြောပြသွားပေးမယ်ဆက်ဆက်ပြီးရခါကျွန်မကြည့်ပေးဦးနော် နံပါတ်1ကဘာလို့ရမလဲဆိုရင်ကျမတို့ထားတဲ့အချိန်ကိုတသမတ်ထဲထားဖို့အတွက်တကယ်တမ်းပြောရရင်ဆိုတော့အိတ်တဲ့အချိန်မှာတသမတ်ထဲထားနိုင်တော့ပိုကောင်းနေပေါ့နော်အဲဒါပေမဲ့လုံးဝမဖြစ်နိုင်ဘူးဆိုလို့ရှိရင်တချို့ကြတဲ့ညဘက်ဟို overtime နေစင်းရတာတွေရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကြာအိတ်ချိန်တွေကကျမတို့ fix ထားလို့မရဘူးလို့ဆိုတော့ထားတဲ့အချိန်တခုတော့ကျမတို့ fix ထားဖို့လိုရတယ်အဲ့ဘာလို့မနေ့ကို9နိုင်ထားမယ်ဆိုလို့ရှိရင်ကျမတို့တွေကဟိုရုံးမသွားတဲ့နေ့ပိတ်ရက်တွေမှာဆိုလို့ရှိရင်လေအဲ့အချိန်တိုင်းမှာကျမတို့ထားဖို့လိုရတယ် အဲနောက်တစ်ခါကျတော့အဲ့ချိန်ကိုကျမတို့ fix ထားနိုင်တဲ့လူတွေဆိုလို့ရှိရင်ကျတော့ဥမာဖြင့်ည7နာရီအိပ်မယ်ဆိုလို့ရှိရင်ဒီဘဲချိန်မှာပဲဖြစ်ဖြစ်ကျမတို့7နာရီတောင်းဝင်နေထိုးတာ ਨੇ ကျမတို့အိပ်ဖို့အတွက်ကြိုးစားဖို့လုပ်လိမ့်မယ်ပေါ့နော်အဲနံပါတ်1ကကျမတို့တွေအိပ်ဆက်ချိန်တွေကိုတတ်နိုင်လို့ရှိရင် fix ထားတာကအကောင်းဆုံးပဲဖြစ်ပါတယ်။အနည်းနံပါတ်1ကဘာလဲဆိုတော့ဖုန်းသုံးတာရှော့မယ်ဒါကျမတောက်လျှောက်ပြောနေတဲ့စကားပေါ့နော်အိပ်ဖြော်စီဖို့အတွက်ဆိုလို့ရှိရင်မယ်လက်တိုနင်ဆိုတဲ့ဟော်မုန်းတွေကမောင်သွားမှထွက်လာတာပေါ့ ဖုန်းကြည့်လို့ရှိရင်ကြတော့ဖုန်း screen ကနေပြီးမှ blue light ဆိုတော့အလင်းရောင်တစ်ခုထွက်တယ်ဒီလင်းရောင်ကကျွန်တော်တို့ melatonin ထွက်နှုန်းကိုပိတ်ပလိုက်တာနဲ့တူတူပဲပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အာအိတ်ဖို့အတွက်စ조사နေပေမဲ့လည်းအိတ်မပြောတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့အိတ်ခန်းဒီမှာဖုန်းသုံးတာတွေလုံးဝမလုပ်ဘူးအိတ်ရဝင်နေတဲ့အချိန်မှာလည်းဖုန်းသုံးတာတွေလုံးဝမလုပ်ဘူးတခါတလေကြာလို့ရှိရင်ကြဒီဒီဖုန်းသုံးလိုက်တယ်ဒီဖုန်းကနေပြီးတော့မှကျွန်တော်တို့ကြီးလိုက်တဲ့ content တွေပေါ့နော်ကြီးလိုက်တဲ့အရာတွေကနေပြီးတော့မှကျွန်တော်တို့ဘာဖြစ်လဲဆိုတော့အတွေးတွေများသွားစေတယ် အဲဒီနေရာမှာစပြီးတော့မှအိတ်မပြောဘူးဆိုတာနေစပြီးပြန်ဖြစ်တာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်1ချက်ကဘာလဲဆိုတော့ခါကြတော့ဒီခဏဒီနိုင်ဝက်အလိုကြလို့ရှိရင်လည်းဖုန်းတုံးတာရက်လိုက်ဖို့လိုအပ်တယ်ပေါ့နော်နံပါတ်3ချက်ကကြတော့ကျမတို့တွေကညာဘက်ပိုင်းနေမှာလမ်းဆန်းစေဖို့အတွက်ဆိုပြီးတော့မှကော်ဖီတွေတောက်တာဆဲလေးတောက်တာနောက်တစ်ခုကကြတော့ energy drink တွေပေါ့နော်ကြွယ်ရိုင်းကြွယ်စိမ့်တွေကိုလာတွေဒါတွေတောက်လို့ရှိရင်ကျတော့ကျမတို့ caffeine တက်နေကျမတို့အိတ်မပြောတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ကြောင့်မို့လို့ညနေ3နာရီနောက်ပိုင်းကြလို့ရှိရင်တော့ဒီလို coffee တွေဆဲလေးတွေ နောက်တစ်ခုကကျတော့ဒီ energy drink တွေကိုတောက်တာရှောင်ရှားဖို့လိုအပ်ပါတယ်။နံပါတ်၄ချက်ကအိခန်နီမှာကျွန်တော်ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေလုပ်လို့မဖြစ်ဘူးပေါ့နော်။ကျွန်တော်တို့ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေလုပ်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကနေပေါ့ adrenaline ဆိုတဲ့ hormone တွေထွက်လာတယ်။ adrenaline hormone ထွက်လာလို့ရှိရင်ကြာဘာဖြစ်လဲဆိုတော့လူကိုနှလုံးခုန်နှုန်းတွေမြန်စေတယ်၊နိုးကြားစေတယ်ပေါ့နော် alert ဖြစ်စေတယ်။ဆိုတဲ့အခါကျတော့ကျွန်တော်တို့အိရာခက်ခဲသွားနိုင်တယ်။ဒါပေမဲ့ ဘာလေ့ကျင့်ခန်းနေလို့လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့တက်တောင့်တက်တာအကျော်လျှော်တဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ဖြစ်အဲပြီးဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီအသက်ရှူလေ့ကျင့်ခန်းလေးတွေပေါ့နော်ဝင်လေထွက်လေလေးကိုအာရုံစိုက်တာပဲဖြစ်ဖြစ်ဒီလိုမျိုးလေ့ကျင့်ခန်းလေးတွေကတော့ကျွန်တော်တို့ပေါ့ပေါ့ပေါ့ပါလို့လို့ရတဲ့အရာလေးတွေဆိုရင်တော့လုပ်လို့ရတယ်အဲ့တော့တစ်ခုပြန်มาကျင်တာကပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဆိုလို့ရှိရင်နော်ညနေ9:00နာရီနောက်ပိုင်းဆိုလို့ရှိရင်တော့မလုပ်တာအကောင်းဆုံးပါပဲနောက်တစ်ခုကကျွန်တော်တို့အိယာကိုဘယ်ချိန်မှာသုံးမလဲဆိုလို့ရှိရင်စကားပြောတဲ့နေတော့ပုံပုံနေနေဖြစ်ဖြစ်သွားနိုင်တယ်အိဖုန်းနဲ့ ချစ်တင်းနီတော့ဗို့ဒီနှစ်ခုမှာပဲကျွန်တော်တို့တုံးမယ်အဲ့တော့တချို့လူတွေကြားရှိတယ်ဂရေမာမှာပဲတစ်ချိန်လုံးနေတယ်ဂရေမာမှာပဲရုပ်ရှင်ကြည့်တယ်ဂရေမာမှာပဲမုံနေထိုင်စားတယ်ဂရေမာမှာပဲတစ်ခုခုတွေးစရာရှိရင်တွေးလိုက်တယ်စဉ်းကျင်စရာရှိလို့ရှိရင်လည်းမအိတ်တော့မအိတ်နေဘူးဂရေမာမှာသွားပြီးခွေနေတယ်ဒါလိုမျိုးဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ဒီအုံနောက်တီကျွန်တော်တို့အိတ်ရပေါ်ရောက်ပြီဆိုလို့ရှိရင်အတွေးတွေတွေးရတော့မယ်အလုပ်တွေလုပ်ရတော့မယ်ဆိုတဲ့အရာမျိုးကိုသူခေါင်းထဲမှာရောက်သွားတာဒီအိရာဒီသာသူအိရမဲ့နေရလို့သူမစဉ်းစားဘူးပေါ့နော်ဒီလိုပုံစံမျိုး ဆိုတော့ကျမတို့တွေကအဲ့လိုမျိုး association ဆိုရဲအုံနောက်ကနေပါမက်ယူလိုက်တဲ့ပုံစံကိုပြန်ပြောင်းချင်လို့ရှိရင်ဘာလုပ်ရလဲဆိုတော့အိယာကိုအိဖို့အတွက်နဲ့ချစ်တီနီနော်ဘုံနှစ်ခုမှာပဲကျမတို့အသုံးပြုမယ်အဲ့တော့ဒီဟာမဟုတ်တဲ့ကိစ္စဆိုလို့ရှိရင်ကျမတို့အိယာတွေမှာမနေဘူးဒါရှိရှင်းနေပေါ့နော်အဲဥမာအဖြစ်အလုံးလို့ဆရာရှိတယ်ဖုန်းနဲ့ text message ကြီးရိုက်ဖို့လိုတယ်ဆိုလို့ရှိရင်လည်းအပြင်ထွက်ဟိုဧကံမှာဖြစ်ဖြစ်ထိုင်ထိုင်ပြီးတဲ့ခါကျမှဘယ်လို့ဆရာရှိအလုပ်တွေလုပ်တာဖြစ်ဖြစ်ပေါ့ဒါမျိုးတွေလုပ်လို့ရတယ်ပေါ့နော် နောက်တစ်ချို့ကြတော့ရှိတယ်အိတ်တာကအိတ်ပြောတယ် ပြီးရင်တရင်နိုးထထလာတာ၎င်းရဲ့ညီပြပြနိုးလာတာနိုးပြီးပြန်အိရခတ်တာမျိုးပေါ့နော်အဲ့လိုမျိုးချိန်ဆိုကျမတို့ဘာလို့လုပ်ရလဲဆိုတော့ဂရေမမှာပဲကျမတို့ဟိုဇွတ်တွေလဲပြီးတဲ့ခါကျမျက်လုံးကြီးကိုဇွတ်ပိတ်ပြီးတော့မှအိပ်ဖို့အတွက်မစိုးစားနဲ့ပေါ့တစ်ချောင်းတစ်တာလေးထလိုက်ထပြီးတဲ့ခါကျမှအိတ်ခဲမှာဖြစ်ဖြစ်ထိုင်တာဖြစ်ဖြစ်အစာအုပ်လေးဖတ်တာပဲဖြစ်ဖြစ်နောက်မှရှိနွားနုပူပူလေးရှိနေနွားနုပူပူလေးတစ်ခွက်တောက်လိုက်တာဖြစ်ဖြစ်ဒါမျိုးလေးတွေလုပ်ပြီးတဲ့ခါကျမှနည်းနည်းလေးလူကအိတ်ချင်လာပြီဆိုတဲ့ခါကျမှဂရေမော်ပြန်သွားပြီးတော့မှပြန်အိတ်တာမျိုးလေးလုပ်လို့ရတယ် ဟုတ်ပြီနောက်တစ်ခုကကြာတော့အတွေးဒါကတော့အဖြစ်အများဆုံးလူတော်တော်များများကို၁၀ရောက်မှ၁၀ရောက်လောက်မိလိုက်လို့ရှိရင်ဘာဖြစ်လို့အိမ်မပြောဘူးလဲဆိုလို့ရှိရင်ခေါင်းထဲမှာအတွေးတွေဝင်လာလို့အဲ့တော့ဟိုတခါမှမတွေးဘူးတဲ့အရာတွေဆိုလို့ရှိရင်အိတ်ခဏရောက်လို့ရှိရင်ခေါင်းထဲမှာအတွေးတွေရောက်လာတယ်ပေါ့နော်ဆိုတော့ဒီအတွေးတွေကျွန်တော်ဘယ်လိုကင်တွေချာမလဲပေါ့ဆိုတော့ဒီအတွေးတွေကိုကင်တွေဖို့ဆိုရင်မှလည်းကျွန်တော်လေ့ကျင့်ထားဖို့လိုအပ်တယ်များစွာဒီစိတ်လက်ချင်းကနေကျမတို့စူးစမ်းဖို့လိုအပ်တယ်ပေါ့နော်ဒီအတွေးတွေကိုကွန်ထရိုးလုပ်ဖို့အတွက်ဟုတ်ပြီကျမတို့က လောလောဆယ်မှာဆက်လက်ကျင်ကနေလည်းကျမတို့မလေ့ကျင့်ထားဘူးဒီတွေးတွေကို control လုပ်ဖို့နီးလည်းနေတယ်မသိနေဘူးဆိုတော့ဘာလို့လုပ်ရလဲဆိုတော့ကျမတို့တနေ့တာအတွက်ကိုတွေးဖို့အတွက်ကိုအချိန်လေးတစ်ခုပြန်ပေးကြည့်ကြမယ်ဟုတ်ပြီနော်အဲ့တော့တနေ့တာမှာကို့အတွက်ကို စင်ရစီယာကိစ္စတွေရှိမြကိစ္စအကုန်တွေးမယ်ဆိုတဲ့အချိန်တစ်ခုသတ်မှတ်ကြည့်ကြမယ်။ဒါကိုအဆင်ပြေတဲ့အချိန်လို့လို့ရတယ်ပေါ့နော်။အဲတချို့ကျတော့လည်းဟုတ်ပြီရေမိုးချိုးပြင်ဆင်ပြီးသွားပြီဆိုတဲ့အခါကျလို့ရှိရင်အဲညဘက်ခုနှစ်နာရီနေ့ရှင်းနာရီဒီတနာရီကတော့ငါငါခေါင်းထဲမှာရှိတဲ့ဟာအကုန်လုံးကိုငါချရေးမယ်တွေးမယ်ပေါ့။ဒီလိုမျိုးတည်တံ့နေအချိန်ပြေဖို့လိုအပ်တယ်။တွေးဖို့အတွက်အချိန်ဆိုတာမျိုးပေါ့နော်။အဲတော့ဒီလိုမျိုးခေါင်းထဲမှာကိုဒီတွေးဖို့အတွက်အချိန်လေးတစ်ခုတည်တည်တံ့နေတတ်မှတ်ပေးလိုက်တာကဘာလဲဆိုလို့ရှိရင် အဲတခုခုပြဿနာတက်လာပြီဆိုလို့ရှိရင်မဟုတ်သေးဘူးငါအဲ့ချိန်ကျလို့ရှိရင်တွေးလို့ရတယ်ဆိုတာမျိုးနဲ့ခေါင်းထဲအတွေးတွေကျွန်တော်ထုတ်လို့ရတယ်ဒီလိုမျိုးပေါ့ကျွန်တော်တို့အတွေးတွေကို မတွေးနဲ့မတွေးနဲ့ဆိုပြီးတဲ့အခါကျမှတွန်းထုတ်လေးလေးအတွေးတွေကပို့ပို့ပြီးဝင်လာလေးလေးပဲ suppress လုပ်လေးလေးပို့ပို့ပြီးတော့မှတွန်းကန်လေးလေးပဲပို့ပို့ပြီးတော့မှတွေးမိလေးလေးပဲဆိုတော့ကျွန်တော်တို့မတွေးဒီအတွေးတွေကိုတွန်းထုတ်ဖို့မစင်စားဘူးမတွန်းထုတ်ဘူး โอเคဝင်လာတယ်မလားဝင်လာလို့ရတယ်ဒါပေမဲ့အခုချိန်မဟုတ်သေးဘူးတိတဲ့အချိန်တစ်ခုပေးပြင်ဆိုရဲပုံစံမျိုးနဲ့ကျွန်တော်တို့အတွေးတွေကိုတွေးဖို့အတွက်တက်တက်အချိန်လေးတစ်ခုပေးတာမျိုးဖြစ်ဖြစ်လုပ်လို့ရတယ်အဲဒီချိန်မှာဘာလို့လုပ်ရလဲဆိုခြာရည်ကြီးလို့ရှင်ပို့ကောင်းတယ်ခြာရည်နိုင်ပို့ကောင်းတယ်ကုတ်ခေါင်းထဲမှာဘာအတွေးတွေရှိနေလဲဆိုရဲအရာတွေကိုဟိုကျွန်တော်တို့ခြာရည်ခြင်းအပြင်ဘာလဲဆိုတော့ပြောတော့ရရကြတော့လေကိုတွေးနေတဲ့အရာတွေကဒီကရန်ကြွားမယ်ဆိုလို့ရှင်ကိုထင်ထားသလောက်အရေးမကြီးတဲ့အရာတွေဆိုတော့ကိုကိုပြန်ပြီးတတိယရသွားစေတယ်အဲ့တော့ကျွန်မ recommend လုပ်တာကတော့ဟို ဒီအိတ်ခံနေကြလို့ရှိရင် diary ရေးတဲ့အချင်းဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးကြီးလည်းလုပ်ကြည့်လို့ရတယ်ပေါ့ အဆုံးတစ်ခုကကြတော့ကျွန်မအမြဲတမ်းမှာရယ်မနက်မိုးလင်းလို့ရှိရင်နေအောင်ကြီးလီခတ်ပေးပါဒါပေမဲ့နေအောင်ကြီးခတ်မယ်ဆိုလို့ရှိရင်လည်းနေအောင်ကြီးကိုအဓိကအကောင်းဆုံးကတော့မနက်9နာရီနဲ့9နာရီကြာနေအောင်ကြီးပဲကောင်းတယ်ပေါ့နော်ဒီနောက်ပိုင်းနေကြလို့ရှိရင်ကြာ UV မှာဒီ UV ray တွေနဲ့အဆင်မပြေဘူးပေါ့နေအောင်ကြီးခတ်နေချိန်မှာလေအဲ့တော့ဖြစ်နိုင်လို့ရှိရင်တော့မနက်9နာရီနဲ့9နာရီကြာမှရှိရင်နေအောင်ကြီးလေးကိုဒီ9မိနစ်ကနေ10မိနစ်လောက်ခံပေးခြင်းအပြင်ဒီမယ်လက်ဒိုနီရဲ့ထွက်နှုန်းတွေကလည်းပုံမှန်အတိုင်းပြင်ပြီးလဲပတ်နေပြီးတဲ့အခါကျတော့မှကောင်းကောင်းလေးအိပ်ပျော်လာနိုင်တယ်ပေါ့ အခုပြောသွားတဲ့နည်းလမ်းတွေကတော့အိမ်မပြောတဲ့အခါကြလို့ရှိရင်စေးတောက်ဆရာမလို့ပဲနဲ့အရင်ဆုံးကိုယ့်ရဲ့အလေးအကျင့်တွေနဲ့အိပ်ပြောအောင်လုပ်လို့ရတဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ကြမ်းမာရင်လည်းပတ်သက်ပြီးတော့မှသိကျင်တဲ့အရာတွေရှိလို့ရှိရင်လည်းခေါမတ်မဝင်ရောက်ဆွေးနွေးလို့ရပါတယ်ရှင်။